ဒါကတော့တေချာငမန်းဖြစ်ပြီးသူတို့ကကြောက်စရာကောင်းတဲ့ပုံစံမျိုးရှိပါတယ်။ပြဿနာပိတ်ထားခြင်းမှာတော့မညီမညာတဲ့အချွန်မှုန်န်သွားတွေကအမြဲတမ်းပြုတ်ထွက်နေပါတယ်။ဒါကြောင့်လဲသူတို့ရဲ့နာမည်မှာကြားဆိုတဲ့သက်ကလုံးပါဝင်နိုင်ခြင်းဖြစ်ပါတယ်။သူတို့ကနတ်ဆိုးနဲ့တူပေမဲ့ရန်လိုတဲ့တတဝါတွေမဟုတ်ပါဘူး။သင်ကားတာသွားပြီးရန်မစခဲ့ရင်ပေါ့သူတို့ရဲ့ထူးခြားချက်ကတော့လေကိုဖိုက်ထဲမှာတူအောင်ထားနိုင်တာပါ။ဒါကြောင့်လေသမောတစည်းလိုရေထဲမှာကူးခတ်နိုင်ပါတယ်။သူတို့မှာထူးဆန်းတာအများကြီးရှိပေမဲ့အထူးဆန်းဆုံးကတော့မိတ်လိုက်ခြင်းပါ။ မေးလိုက်ခြင်းရောင်းရင်ငမန်းမတီကဖီရိုမုန်းကိုထုတ်လို့ပါတယ်။ပဝင်းချင်းကငမန်းဖူတွေကသူမစီကိုဆွဲဆောင်ခံရပါတယ်။အင်အားကြီးရဲ့ငမန်းဖူကအရှားဖူတွေကိုဖယ်ရှားဖို့ကြိုးစားပါလိမ့်မယ်။ဒုနာတော်မို့ကြိုက်တာမျိုးနဲ့အနိုင်ရတဲ့အခါလိုက်လံဖန်ဆင်းခြင်းကစတင်ပါတယ်။ငမန်းဖို့ကငမန်းမရဲ့စွန့်ကြည့်အင်ကာပေါက်ကိုနှာခေါင်းနဲ့တွန်းတိုက်ပြီးနောက်ကလိုက်နေပါလိမ့်မယ်။ဒီလိုလိုက်တာနိုင်နေငယ်ကနေရက်နေငယ်ထိကြာနေပါလေ ငမမ်းမလက်ခံတဲ့လက္ခဏာကိုပြရင်ငမမ်းဖူကငမမ်းမရဲ့ခြေဖြင်းတောင်းတာကိုကြိုက်ပြီးမလွတ်တော့ပါဘူးဒီကြိုက်ချက်ကအားကြီးပါတယ်ယူကြိုက်ရတဲ့အမရွတ်တွေကိုအရှင်ကြာကြီးမြင်တွေ့နိုင်ပါတယ်ကာယဝူယူပြီးကိုယ်လင်ကငမမ်းဖူကမိလိုက်နိုင်တဲ့အငြိထားကိုရောက်ကျူးစားပါတယ်ဒီလိုနေနဲ့အဆင်မပြေရင်ငမမ်းမကိုသူကရိုးရိုးလေးလှမ်းလိုက်ပါတယ် ထားတဲ့ခြင်းရောက်ဆောင်ရင်တက်ချင်းကိုဖြစ်စေပါတယ်ကျွန်တော်ရဲ့ငမန်းလေးကြောင့်အရင်ဗီဒီယိုကိုတင်ကြည့်ဖို့ရင်ဒီခြင်းရောက်ဆောင်ရင်တက်ချင်းကြောင့်တည်ပါလိမ့်မယ်ဒါကမိလိုက်ခြင်းကိုလွယ်ကူစေပါတယ်ငမန်းဖို့ကသူ့ရဲ့မျိုးဝါအင်္ဂါနှစ်ခုထဲကတစ်ခုကိုဆွမြေအင်္ဂါပေါက်တဲ့ထည့်ပြီးမိလိုက်ခြင်းကိုစတင်ပါတယ်မိလိုက်တာက10မိနစ်လောက်သာကြာပါတယ်သူရဲ့တုပ်ဘိုးကိုလွှဲပြောင်းပြီးထွက်ခွာသွားပါတယ်။ငမမနိုးလာပြီးနောက်ရှားငမမ်းအဖိုးတွေကိုဖိတ်ခေါ်ပြီးဒီလုပ်ငန်းစဉ်ကိုငဲငယ်ထပ်လုပ်ပါတယ်။ ပြီးရင်သူမလည်းထွက်ခွာသွားပါလေငမန်းလေးရဲ့မွေးဖွားခြင်းကပုံမှုစိတ်ဝင်စားဖို့ကောင်းပါငမန်းလေးမှာတအိမ်နှစ်ခုရှိပြီးတစ်ခုစီကဥ20ကံဖွင့်ပြိုးလာပါတယ်ရိုးအောင်မှုအတွက်ဥတွေကတအိမ်သွင်းမှစတင်ပေါက်ဖွားပါတယ်လင်္ကာလာအကြမ်းမှာတောင်းလောင်းလေးတွေကပေါက်ဖွားလာပါတယ်ရှင်းရှင်းနဲ့ညီကိုမောင်နှမတွေကိုစားတော့ဖို့ဇိုင်းလန်ချဖွေပါတယ်တံမာဆုံးတစ်ကောင်ကအခြားပေါက်ဖွားပြီးသားအကောင်လေးနဲ့ဥတွေကိုပါစားတော့လိုက်ပါတယ်ဒီဖြစ်စဉ်ကိုအတက်ဖိုဖာကြီးလို့ခေါ်ပြီးညီကိုရှင်းရှင်းစားတော့ခြင်းလို့ထိပယ်ရပါတယ် အရာအလုံးစားတော့ပြီးတဲ့အခါအမေဖြစ်သူကမျိုးမအောင်တဲ့ဥတွေကိုအနိုင်ရသူအတွက်အစာအဖြစ်ထပ်မံထုတ်လုပ်ပေးပါတယ်။တာတော်လေးကတည်ရင်ထဲမှာဥတွေကိုစားတော့ရင်ရှင်းတတ်နေပါလေ။ကိုလာကနေတစ်နှစ်ကြာတဲ့အခါရှေးတမီတာရှေးငမန်းတကောင်ဖြစ်လာပါတယ်။ပင်လယ်ရေပြင်မှာရှင်းတန်မှုအတင်းဖြစ်နေပါတယ်။ဒီကအမေဖြစ်သူကတည်ရင်တစ်ခုစီကငမန်းတကောင်ကိုဝေးဖွာပြီးထောက်ခွာသွားစီပါတယ်။ကလေးနှစ်ကောင်ဆုံးကကိုလန်းကိုတွားကြပြီးပွားကိုစတင်ကြပါတယ်။ခုနှစ်နှစ်ကြာမှဒီတန်စရာကဆက်လက်လဲပတ်နေပါ။ဗီဒီယိုစိတ်တွေကြောင့်နောက်ဗီဒီယိုမှာဆက်လက်တင်ပြပါမယ်။